ကဲကျွန်တော်တို့ရင်းခွန်ပြောရှင်တာရဗေဒင်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ပြည်ရင်းပြည်ပအနေနဲ့ရက်ရက်ကနေပြီးတော့အခုချိန်ထိကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတွေတဦးတယောက်ချင်းစီတိုင်းကိုလည်းဒီနေရာကနေအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဒီဗီဒီယိုဗန်လေးကတော့ဗာမင်းသင်္ခါရဲ့ကျွန်တော်တို့အတင်ပေးခဲ့တဲ့ပညာမွေလက္ခဏာပညာပေါ့နော်ဒဲကမှတပတ်ကိုဗီဒီယိုဗန်တပုတ်အမှတ်အသားတစ်ခုနော်ကိုကျွန်တော်တို့လမ်းညွှန်ပြပြမျှဝေနေတာဖြစ်ပါတယ် အခုဆိုရင်လက္ခဏာဗီဒီယိုဖိုင်တွေကနံပါတ်1ကနေပြီးတော့ရာချီရှိနေပါပြီတရားကြော်နေပါပြီအဲ့တော့ဒါလေ့လာမယ်ဆိုရင်ပေါ့နော်ဗီဒီယိုဖိုင်က1ကနေတရားထိတော့လေ့လာမှာပါအဲ့တော့ဆောက်တုပ်အနေနဲ့ဆိုအထူးကြီးဖြစ်နေပါပြီအဲ့တော့တရားတရားဟုတ်လားဒီဘက်မှာလက္ခဏာအမှတ်အသားတစ်ခုဒီတစ်ခုဆိုရင်ဒါကဘာအဓိပ္ပာယ်အဲဘလို့အကျိုးတက်ရောက်တယ်เนาะဘလို့ကောင်းကျိုးဆိုးကျိုးရှိတယ်စသဖြင့်ကျွန်တော်တို့ပြောပြလမ်းညွှန်နေတာပါအ အဲ့တော့မိမိကိုယ်တိုင်၌အချိန်ဆဟလာစမ်းစစ်လို့ရအောင်မကောင်းဆိုတဲ့လက္ခဏာအမှတ်သားပါလာရင်လဲကျူတင်ကားကိုရှောင်ရှားပြင်ဆင်နိုင်အောင်ကျွန်တော်တို့လမ်းညွှန်နေတာဖြစ်ပါတယ်အာသာချက်ကောင်းတဲ့မြင်းကြောင်းအမှတ်သားတွေပါရင်လဲကိုတော်တော်ဒါတွေကောင်းတယ်အဲ့တော့ငါပူဘလူးကျူးစားသွားမလဲဟလာဘလူးငါဇွဲကောင်းကောင်းနဲ့ဝရိယကောင်းကောင်းနဲ့ဘလူးလှုပ်ဆောင်သွားမလဲဆိုတာမျိုးတွေပေါ့နော်အဲ့တော့ကောင်းကျိုးရှိတဲ့အမှတ်သားပေါ်မှာဒီတက်မကလက်တွေ့ပါလဲကောင်းအောင်ကောင်းအောင် လှုပ်ဆောင်နိုင်အောင်ကျွန်တော်တို့လမ်းညွှန်မျှဝေနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့နှလုံးလမ်းကြောင်းလေးပေါ့နှလုံးလမ်းကြောင်းလေးကလက်သန်းအောက်ဖက်ကနေပြီးတော့ तू ကထွက်လာမယ်ထွက်လာပြီးတော့လက်ကလေးအောက်မှာသွားဆုံးမယ်အဲ့တော့လက်သန်းအောက်ကနေထွက်လာတဲ့မြင်းကြောင်းလေးနှလုံးလမ်းကြောင်းလေးမြစ်တားကြီးလမ်းကြောင်းလေးကလက်ကလေးအောက်မှာသွားဆုံးတယ်နော်စနေဂျိုးဘုံအတွင်းဘက်မှာသွားပြီးဆုံးတယ်ပေါ့လက်ကလေးအောက်စနေဂျိုးဘုံရဲ့အတွင်းဘက်မှာသွားဆုံးတယ် အဲ့ဒီလိုအမှတ်သားမျိုးကို့မှာပါနေရင်သို့မဟုတ်ကို့ရည်သားမှာပါနေရင်ကို့အိမ်တော်ဘက်မှာပါနေအထူးသဖြင့်တော့ကို့ရည်သားပေါ့နော်ဒါလေးကလူငယ်တွေနဲ့ပို့ပြီးတော့တတ်ဆိုင်လိမ့်မယ်ပေါ့ဒါပေမဲ့အဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်တိထားစီခြင်းပါလေတိထားတင်ပါလေနော်အဲ့တော့အဲ့ဒီလိုမျိုးပါနေတယ်ဆိုရင်အချီမေတ္တာရေးနဲ့ပတ်တန်နော်ချီမေတ္တာရေးနဲ့ပတ်သက်လာရင် ဘဝမှာနာမည်ပြတ်မဲဆက်ထင်ပြီးတော့ဟာလာကိုလေးတကြောကြောဖြစ်ပြီးတော့တိတ်ခါကြတတ်တဲ့မြင်းရောင်အမတ်သားဖြစ်ပါတယ်အဲ့တော့ဘဝပြတ်တတ်တယ်နာမည်ပြတ်တတ်တယ်ဘဝမှာအမဲဆက်ကြီးထင်ကြံရစ်ခဲ့တယ်အာသူ့ဘော့လက်ညိုးတို့နဲ့သူ့လေးဆိုတာမျိုးတွေဖြစ်တတ်တယ်ဟာမသိဘူးလားဘယ်တော့ကလေဘလို့ဖြစ်တာလေအာဘ누구နဲ့တွဲတော့ဘော့ဆိုတဲ့ဟာမျိုးပေါ့ နောက်ဆုံးကိုပြောမယ်ကိုအိမ်တော်ပြုတ်မယ်ဆိုရင်တော့အဲ့အမဲဆက်ကြီးကနောက်ကနေအရေးပါမှာလိုက်လာနိုင်တဲ့အမဲဆက်ကြီးဖြစ်ပါတယ်အဲ့အမဲဆက်ကြောင့်ဒီမြို့ဒီနေရာမှာနေလို့မရလို့အခြားမြို့သို့မဟုတ်အခြားနိုင်ငံကိုပြောင်းရွှေ့နေထိုင်ရတဲ့ဟာမျိုးတွေပေါ့ဆိုတာမျိုးတွေပေါ့ကဲကျွန်တော်တို့ဥပမာအဖြစ်ပေါ့ဒီနေ့ခင်မှာဆိုရင် Facebook Internet Online ခင်မှာဆိုရင်အလားတချို့တွေဟိုမယူသေးစကားပေါ့နော်နော်တချို့ဗီဒီယိုပိုင်းတွေတက်လာတာတွေတွေ့ဘူးမှာပါ ဟုတ်လားအိမ်တော်ကြီးဖောက်ပြန်တာအခြေဖောက်ပြန်လို့အိမ်တော်ကြီးဖောက်ပြန်လို့เนาะဟုတ်လားဗီဒီယိုဖိုင်ကြီးတွေတက်လာပြီးတော့เนาะအာဗီဒီယိုကြီးတွေရိုက်ထားပြီးတော့เนาะအာအွန်လိုင်းမှာပြန့်နှံ့ပြီးတော့အမဲဆက်တင်ပြီးဟိုးလေးတကြောကြောဖြစ်သွားတာမျိုးတွေเนาะအဲ့တော့မေယူသေးစကားအာအခန်းတခန်းထဲမှာနှစ်ယောက်တည်းဟုတ်လားဟိုတယ်မှာတဲဟိုကမှာနှစ်ယောက်တည်းဟာအဲ့ဒါကြီးကိုဗီဒီယိုရိုက်ပြီးတော့ဟုတ်လားအွန်လိုင်းမှာပြတ်နှက် အာကိုမှရှိတဲ့ဆွေမျိုးသားချင်းတွေပါနာမည်ပြအာကိုမှရှိတဲ့ဆွေမျိုးသားချင်းညီကိုမတော်တွေပါအကုန်သိကုန်ဖုံးမရဖိမရအာဗီဒီယိုမှတ်တမ်းရင်းတဲ့ဒါမျိုးတွေနော်ဒီ online ခင်မှာကျွန်တော်တို့နော်တွေ့ရတတ်တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုလူမျိုးတွေဟာအခြေအမြစ်တရားကြီးမှာဒီအခုပြောတဲ့လူအမှတ်အသားမျိုးပါလို့ရှိပါလေအဲ့တော့အခုလို့ပြောတဲ့အမှတ်အသား ပါရှိတဲ့တော်တော်များများလည်းအချိန်မှာအဲ့လိုနာမည်ပြက်ဘဝပြက်တိတ်ခါကြပြီးတော့အမဲဆက်ကြီးထင်ပြန်ပြီးအဲ့ဒီအမဲဆက်ကြီးကအရေးပတ်မှာလိုက်နေနော်တောက်လျှောက်လိုက်ပါနေတဲ့နော်အဲဆိုရင်တုံလုံးဖွဲရကြီးပေါ့ခြောက်ချားစရာကြီးပေါ့နော်အဒါကြီးကနောက်ကလည်းအရေးပတ်မှာကြီးလိုက်ပြီးတော့လိုက်နေတာပေါ့နော်အဲ့တော့အဲ့ဒီအမှတ်သားလေးကိုကျွန်တော်အခုပြပါမယ်အဲ့တော့အမှတ်သားလေးကဒီမှာပါအခုထောက်ပြထားတာပါ နော်လက်သားအောက်ဘက်ကနေပြီးတော့နှလုံးလမ်းကြောင်းမြစ်တိုင်လမ်းကြောင်းထွက်လာတယ်ထွက်လာပြီးတော့သူကဒီစနေဂျိုကွန်ရဲ့အတွင်းဘက်လက်ကလေးအောက်မှာသွားပြီးအဆုံးသတ်တယ်ပေါ့အဲ့လိုမျိုးများပါရှိခဲ့ရင်အဲ့ဒီအမျိုးသမီးဟာအဲ့ဒီအမျိုးသားဟာအခြေအနေပတ်သက်ပြီးအထူးအဖြစ်အမဲဆက်ထင်ပြီးတော့ဘဝပြတ်တိတ်ခါပြတ်ဂုံတိတ်ခါညှူနွမ်းပြီးတော့ပေါ့နော်အဲ့ဒီလိုမျိုးတွေဖြစ်တတ် ဝလည်းပြတ်တိတ်ခါလည်းကြနမကုံတင်ကြဟာလာအလုတ်ကနေထွက်ရအဒါကြီးကအဲ့အမဲဆက်ကြီးကဟိုးလေးတကြောကြောဖြစ်ဖြစ်အောင်နေမဟုတ်ကိုအိမ်တော်ပြိမယ်ဆိုအဲ့ဒီအမဲဆက်ကြီးကဖုံးမရဖိမရနော်ဒါကြီးကမှတ်တမ်းကြီးနဲ့တကွနော်အာဒီအဲ့ဒီအမဲဆက်ကြောင့်ပဲကို့မှာအလုတ်ကထွက်ရတခြားနေရာကိုပြောင်းချရဆိုတာမျိုးတွေဖြစ်တတ်တဲ့နော်အမှတ်သားမျိုးပါအဲ့တော့ကို့မှာဒီအမှတ်သားပါနေမယ်ဆိုရင်တော့ အခြေအနေမြစ်တာကြီးနဲ့ပတ်သက်လာရင်သတိထားပါသတိကြည့်ပါသူများတွေတုံးကမဖြစ်ဘူးကိုယ်လက်ကြမှာပဲဟဲ့လားအမဲဆက်ကြီးနော်ကိုယ်သိကကြမဲ့အရာကြီးစိတ်ပြက်စရာကြီးဖြစ်တတ်ပါတော့ကိုယ်လိုပဲသူများတွေလည်းဒီလိုပဲရှိပါတယ်အဲသူတို့ကြတော့မဖြစ်ကြဘူးကိုယ်ကြမှာပဲဒီလိုမျိုးလာပြီးဖြစ်ရသလားဆိုတာမျိုးတွေပေါ့နော်ဖြစ်တတ်တယ်เนาะနောင်တာတွေရတတ်တယ်အခြေအနေပတ်သက်เนาะနောင်တာတွေရတတ်တယ် နော်ဂုံသိက်ကညှူးနှွမ်းတတ်တယ်ဘဝပြတ်သွားတတ်တယ်အမှတ်သားပါသတိထားဂိဟူးဆိုင်ပြီးတော့ကြိုတင်ကာကွယ်ပြီးတော့သတိနဲ့ရှင်ပြီးဉာဏ်နဲ့ရှင်ပြီးဟာလာကာကွယ်နိုင်ကြပါစီနော်ကာကွယ်နိုင်ကြပါစီနော်ရှောင်ရှားနိုင်ကြပါစီလို့ဒီကနေ့ကျွန်တော်တို့ဆန္ဒပြုပါတယ်ဒီလိုအမှတ်သားမျိုးလဲဟာလာနားထောင်တဲ့သူတွေကြည့်ရှုတဲ့သူတွေမပါကြပါစီနဲ့လို့ကျွန်တော်ဆန္ဒပြုဆုတောင်းပေးပါတယ်ဗျာ အဲ့တော့ဒီတစ်ပတ်မှာတော့ဒီမင်းကြောင်းအမှတ်သားလေးနဲ့ကျွန်တော်တို့လမ်းညွှန်ညွှန်ဝေလိုက်ပါတယ်နောက်တစ်ပတ်မှာလည်းအခုလိုနောက်လက္ခဏာပညာနဲ့ပတ်သက်ပြီးနောက်ဗီဒီယိုဖိုင်တစ်ပုဒ်နဲ့အတူကျွန်တော်ပြန်လာပါမယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်နိုင်ကြပါစေ